ဒီတစ်ပတ် Humorous Barometer Season မှာတော့အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူခွင့်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းရဲ့တောင်ကိုရီးယားခီးစဉ်အကြောင်းကိုအဓိကတာဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါဝန်ကြီးခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဝန်ကြီးတောင်ကိုရီးယားကိုတွားရောက်ခဲ့တဲ့ UN Forum နဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့ဒီအစည်းအဝေးမှာဘာတွေဆွေးနွေးပြည့်တယ်နောက်ပြီးတော့ဒီခီးစဉ်ထဲမှာဗော လူခွင့်ရင်းနဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်ဖြစ်ခဲ့လဲဆိုတဲ့ဟာကိုအရင်ဆုံးပြောပြစီချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုစိမ်ကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီတစ်ခေါက်တောင်ကိုရီးယားသွားတဲ့ခီးစဉ်ကတော့နှစ်ခုပေါ့နော်အခုကတော့တို့တောင်ကိုရီးယားမှာလူခွင့်ရင်းနဲ့ပတ်သက်လို့သမိုင်းမှတ်တမ်းဝင်မြို့တစ်ခုတစ်မြို့ဖြစ်တဲ့ကွမ်ဂျူအဲ့ဒီရဲ့လူတို့အုံကြွမှုဒါဆိုလို့ရှိရင်တို့ဒါနှစ်ပတ်လဲအထိမ်းအမှတ်ဖြစ်ပါတယ် အဲ့တော့ဒီနှစ်ကတော့တကယ်ထူးထူးခြားခြားနဲ့စီစဉ်ဒီအခမ်းအနားတွေဂုံပြုတ်ပွဲတွေလုပ်ဆောင်မယ်။အဲ့ဒီနေရာမှာကျွန်တော်တို့ကုလသမဂ္ဂအေဂျင်စီတွေရောတော်တော်ဒီကိုရီးယားမှာရှိတဲ့လူခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့လူခွင့်ရေးမြို့တော်များဆိုတဲ့ foreign တစ်ခုကိုကျင်းပပါတယ်။အဲ့ဒီမှာကျွန်တော်တို့တက်ရောက်ပြီးတော့အမှားစကားပြောကြဖို့တခြားเนาะနိုင်ငံတွေကသူတွေနဲ့ ဝင်ရောက်ပြီးတော့ဆွေးနွေးဖို့ဖိတ်ကြားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီရဲ့ကုလသမဂ္ဂနဲ့ဘူးတွဲကျင်းပတဲ့ဒီ forum မှာမြန်မာနိုင်ငံကိုစားပြုပြီးတော့မြန်မာနိုင်ငံပြည်သူတွေရဲ့လူခွင့်ကိစ္စတွေနောက်တစ်ခါရန်ကုန်မြို့မှာရှိတဲ့ပြည်သူတွေဘလို့မျိုးကျွန်တော်တို့လူခွင့်အတွက်တိုက်ပွဲဝင်ကြလဲဆိုတဲ့အကြောင်းအရာကိုဒါပထမဆုံးတင်ပြဆွေးနွေးခဲ့ပါတယ်ဒုတိယတစ်ခုကတော့ဒီကျွန်တော်သွားရင်းနေပဲကိုရီးယားနိုင်ငံမှာကျွန်တော်တို့လှုပ်ဆောင်နေတဲ့เนาะဒီအရက်ဖက်လူမှုဖွဲ့စည်းတွေ နောက်တစ်ခါမြမအရေးကိုဆင်ဆက်မပြတ်အမြဲတမ်းကျွန်တော်တို့ဒီမိုကရေစီရရှိရေးလူခွင့်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့အာ senior advisory council မြန်မာ SACM ရဲ့အဖွဲ့ဝင်လည်းဖြစ်တယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီလူခွေရေးဆိုင်ရာအထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ဒီ professor yan healy နဲ့တွေ့ပြီးတော့နိုင်ငံတကာမှာစစ်အုပ်စုကို အရေးယူဖို့အတွက်လှုပ်ဆောင်နေတယ်လို့ကိုရီးယားနိုင်ငံမှာဟောဘယ်လိုမျိုးအရေးယူနိုင်မလဲဆိုရင်နိလန်တွေကိုကျွန်တော်တို့ဒါပြေဆိုပြီးတော့ဆွေးနွေးခဲ့တဲ့လုပ်ငန်းစဉ်တစ်ခုကိုအဓိကထားလှုပ်ဆောင်ပေးပါတယ်ဗျဟုတ်ကဲ့ဒီမှာကျွန်တော်ဂွန်ဂျူးအရေးတော်ပုံနဲ့ပတ်သက်ပြီးတော့မြန်မာပိသက်အသိအောင်ပေါ့နော်ဆရာအဲ့ဂွန်ဂျူးအရေးတော်ပုံကဘယ်လိုလဲဆိုတဲ့ဟာကိုပြောပြပေးပါလားခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ကိုရီးယားနိုင်ငံရောမြန်မာနိုင်ငံရောလေ နှစ်နိုင်ငံမှာစင်တူတဲ့တမိုင်းကြောင်းတွေရှိပါတယ်ဒါကတော့အာနာရှင်စနစ်အောက်ကိုဆက်တန်းခဲ့ရတယ်ဒါပေမဲ့ပြည်သူတွေကြားထဲမှာအာနာရှင်စနစ်ကိုရနိုင်မြနီးနဲ့တွန်းလှန်ခဲ့ကြတဲ့တမိုင်းကြောင်းတွေတူပါတယ်ဗျာအဲ့တော့ဒီကွမ်ကျူးဆိုတဲ့ဟာကတော့1980ခုနှစ်မှာဒီအာနာရှင်စစ်အာဏာသိမ်းတဲ့အပေါ်မှာကျွန်တော်တို့ဒီဂွန်ကျူးမှာရှိတဲ့တက္ကသိုလ်ကျောင်းသားတွေကဒါကိုစန့်ကျင်ကြတယ်စန့်ကျင်ပြီးတော့အဲ့ဂွန်ကျူးမြို့ကိုသူတို့ကဒီ တက်နိုင်တယ်ပြီပိတ်ဆို့ပြီးတော့တိမ့်ပုံထားတာပေါ့နော်အဲ့နေရာမှာအာနာရှင်နေထုံးစံတိုင်းပဲဒီចောင်းသားတွေပေါ်မှာအကျန်းဖက်ဖြုတ်ခွေးမှုတွေရှိလာတယ်ရှိလာတဲ့အချိန်မှာကံကျူးမှရှိတဲ့မြို့တော်သူမြို့တော်သားတွေလည်းចောင်းသားတွေကိုကျွန်တော်တို့ဝိုင်းပြီးတော့ပူပေါင်းပါဝင်ကြတယ်အဲ့ဒီမှာအကျန်းဖက်ဒီအာနာရှင်ဘက်ကဒေတာနေနေရောတကယ်ကိုတကယ်တိုက်ပွဲတစ်ခုဆင်နွှဲတယ်လို့ဆင်နွှဲခဲ့တဲ့ចောင်းညာတွေတစ်ခဲအဲ့ဒီကံကျူးမှဆိုတော့ကျွန်တော် တော့လူတွေထောင်နဲ့ချီပြီးတည်ဆုံးနေဆိုတဲ့အမှတ်တမ်းတွေဒါတွေကျွန်တော်တွေ့ရတာပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာဖြစ်ခဲ့တဲ့ရှင်လင်းလုံးလိုပဲရင်းဦးတော်နိုင်ရေးလိုပဲအာနာရှင်စနစ်ကိုဆန့်ကျင်ကြတဲ့ကိုရီးယားကျောင်းသားတွေကနေစတင်နေလူလူအုံကြွားမှုဖြစ်ပွားခဲ့တဲ့အမိုင်းဝင်အထိတ်မှန်နေလည်းဖြစ်တယ်လို့မြို့လည်းဖြစ်ပါတယ်အခုချိန်မှာကတော့နှစ်ပေါင်းနဲ့ကျွန်တော်တို့ဒါ40ကျော်ကြာခဲ့ပြီဆိုတော့ဒီဟာနဲ့ပတ်သက်လို့ပြန်လည်ပြီးတော့တွေ့ယူစရာတွေ ပြန်ပြီးတော့မှတ်တမ်းတင်တဲ့နေရာတွေဖြစ်ပွားခဲ့တဲ့နေရာတွေကိုသမိုင်းဝင်နေရာတွေဖြစ်သတ်မှတ်ပြီးတော့ဒီကိုရီးယားသမိုင်းကိုအမြဲတမ်းကျွန်တော်တို့ဟိုဒီလူခွေးနဲ့ထွန်းကားတဲ့လှုပ်ရှားမှုအကြောင်းတွေကိုပုံမသိရှိအောင်လွတ်ဆောင်တဲ့အထိတ်မှန်လည်းဖြစ်တယ်ဒီတစ်ခေါက်မှာတော့ကြာဆုံးခဲ့တဲ့သူရဲကောင်းတွေကိုအထူးဥညွတ်အလေးပြုခဲ့တဲ့အစီအစဉ်တစ်ပါသူတို့လှုပ်ဆောင်ခဲ့တဲ့အစီအစဉ်လေးလည်းဖြစ်ပါတယ်ဗျကောင်ကိုရီးယားနဲ့အမျိုးသားညီညွတ်ရေးဆွေးရဆက်ဆံရေးကိုကျွန်တော်မေးချင်ပါတယ် အခုလက်ရှိအနေထားပေါ့လေတောင်ကိုရီးယားနဲ့ညူဂျီနဲ့ဆက်ဆံရေးအခြေအနေကဘလို့အဆင့်တိတန်ကြီးတမန်ကြီးဆက်ဆံမှုပါလေလွေဦးဒေါ်လာရေးပေါ်တောင်ကိုရီးယားရဲ့ထောက်ခံမှုကဘလို့ရှိပါလဲခင်ဗျလွေဦးဒေါ်လာရေးစတင်နေကတောင်ကိုရီးယားမှာရှိခဲ့တဲ့အစိုးရတွေရော တောင်ကိုရီးယားမှာရှိတဲ့အရက်ပတ်လူမှုဖွဲ့စည်းတွေရော တောင်ကိုရီးယားပြည်သူတွေအားလုံးကမြန်မာပြည်သူနဲ့နော်ပူးပေါင်းပြီးတော့ရက်တည်ခဲ့တာ တွေ့ရပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီတောင်ကိုရီးယားနိုင်ငံရဲ့ဒီဆိုရเนาะဒါကျွန်တော်တို့ပြောင်းသွားတာပါသူတို့ရဲ့နိုင်ငံရဲ့တည်ငြိမ်ကဟိုကပြောင်းလဲမှုတွေရှိတယ်ဆိုတော့ဆိုရတွေတိုင်းဆိုရတွေတိုင်းကတော့မြန်မာနိုင်ငံရဲ့ပြည်သူတွေကသူတို့ရဲ့လှုပ်ရှားမှုတွေလိုပဲတကယ်ဒီမိုကရေစီရေးကိုကျိုးပန်းခဲ့တယ်အာဏာရှင်စနစ်ကိုစန့်ကျင်ခဲ့တဲ့အတွက်အဲ့ဒီပုံမှာကျွန်တော်တို့သွေးစည်းညီညွတ်မှုပြသခဲ့တာတွေရှိပါတယ် ဒါနဲ့ပတ်သက်ပြီးတော့လွတ်တော်တွင်းမှာလဲကျွန်တော်တို့မြန်မာနိုင်ငံအကြမ်းဖက်ရှစ်အုပ်စုကိုတန်ကွက်ဖို့အကြောင်းအရာတွေဒါနဲ့ပတ်သက်ပြီးတော့ NUG ကိုအတိမှတ်ပြုဖို့အတွက်လွတ်တော်အတွင်းမှာလဲဆွေးနွေးခဲ့တာတွေကျွန်တော်တို့ရှိပါတယ်။တစ်ဆက်တည်းမှာပဲကျွန်တော်တို့စိုးရိမ်တဲ့မှာလဲမြန်မာနိုင်ငံရဲ့ဒီຫນွေဥတော်နိုင်ရင်းနဲ့ပတ်သက်တဲ့အင်အားစုတွေကိုပြေဆုံမှုတွေနောက်ကကျွန်တော်တို့ဒီလိုမျိုး တောင်ကိုရီးယားနိုင်ငံမှာကိုရီးယား NUG အစိုးရကိုစားပြုเนาะကျွန်တော်တို့ရုံးခွဲကိုဖွဲ့စည်းပြီးတော့ဒါကိုကျွန်တော်တို့ဆက်ဆံမှုတွေရှိတာ ਈ လဲကျွန်တော်ရှိပါတယ်နောက်တစ်ချိန်ထဲမှာပဲကျွန်တော်တို့တောင်ကိုရီးယားမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံရေးလှုပ်ဆောင်နေတဲ့သူတွေကိုเนาะကျွန်တော်တို့လူသားချင်းစာနာအကူအညီတွေနဲ့ကူညီထောက်ပံ့မှုတွေဒါတွေရှိခဲ့တာ ਈ ရှိပါတယ်ဗျအဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့စာနာမှုတွေရှိတယ်เนาะဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကူညီနိုင်တဲ့ကူညီရှိတယ် ဒါပေမဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခါလေးကြားလို့ရှိရင်ကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုရင်ဓာတ်ရိုက်ကြီးကိုတိကျစစ်အာဏာရှင်စနစ်ကိုစစ်တပ်ကိုကျူးဟိုကျွန်တော်ဆန့်ကျင်ပါတယ်ဒါနဲ့ပတ်သက်တော့ပြစ်တင်မှုတွေအပိုင်းဒီပိုင်းမှာတော့ဒီခါလေးကြားလို့ရှိရင်အားနည်းမှုတွေရှိတာတွေ့ရတယ်ဒါကလည်းသူ့နိုင်ငံရဲ့အစိုးရရဲ့ရည်တည်ချက်တွေမှာဘာလဲဆိုတော့သူတို့ရဲ့အကျိုးစီးပွားဒါမှမရှိနိုင်ငံတွင်းမှာရောက်ရှိနေတဲ့သူတို့ရဲ့ company တွေသူတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အခြေအနေကို ကျွန်တော်တို့တို့တွက်ဆတဲ့သဘောမျိုးကြောင့်တကယ်ကိုပြင်းပြင်းထန်ထန်ကြီးနဲ့ပြည့်တည်ရှုံချတဲ့သဘောမျိုးမဟုတ်ဘဲနဲ့ဒါပူပေါင်းဆောင်ရွက်တဲ့ဟာမျိုးနှိမ့်ဆုံပြီးတော့တော့ချစ်ပြတဲ့အကြောင်းအရာတွေကိုတို့ဒါထုတ်ဖို့ပြောကြတဲ့အစ်စ်တီဒါမျိုးရှိတာတွေတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့နေရာမှာဘာတွေတွေ့ရလဲကျွန်တော်တို့ဒီ NUG နဲ့တွေ့ဆုံတဲ့အချိန်မှာကျွန်တော်တို့ပြောပြပြောပြနေတဲ့လူသားချင်းစာနာမှုအကူအညီတွေပေးဖို့အတွက်ဒါကိုတို့ထောက်ခံတယ်ဒီအထူးဖြင့်ငလင်း ဖြစ်ပွားတဲ့နောက်ပိုင်းမှာလူသားချင်းစာနာမှုအကူအညီအတွက်ကျွန်တော်တို့ဟိုဒေါ်လာစုစုပေါင်းနော်၄သန်းကူညီတာရှိတယ်။အဲ့ဒီအကူအညီတွေကအကြမ်းဖက်စစ်အုပ်စုကိုလုံးဝပေးအပ်တာမဟုတ်ဘဲနဲ့တခြား UN agency ကတစ်ဆင့်ပေးအပ်မယ်ဆိုတဲ့အချက်မျိုးတွေလှုပ်ဆောင်နေ။နောက်တစ်ခါမှာနိုင်ငံတကာမှာအကြမ်းဖက်စစ်အုပ်စုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ချက်ချမှတ်တာတွေဒါနဲ့ပတ်သက်တော့ပြစ်တင်ဝေဖန်မှုလှုပ်ဆောင်တဲ့ဟာကိုထောက်ခံနေ။ NGO ကျွန်တော်တို့ဒီခုနပြောတဲ့ဒီကိုရီးယား နော်ကိုယ်စလေယုံဖြစ်အတိမှတ်ပြုပြီးတော့ဒါကိုဆက်ဆက်မှုတွေရှိပါတယ်လွတ်တော်တွင်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ ਨੇ တရားဝင်တွေ့ဆုံတာတွေလွတ်တော်တွင်မှာကျွန်တော်တို့ရဲ့ပြောချင်တဲ့အကြောင်းအရာတွေကိုလွတ်တော်ကိုယ်စလေတွေကတကယ်ကိုတိတိကျကျနဲ့တကယ်ကိုကျွန်တော်တို့ထုတ်ဖော်ပြောကြားမှုတွေဝေဖန်ပြောဆိုမှုတွေဒီစင့်ထိရှိနေတာဖြစ်ပါတယ်ဗျအကြသေးခင်ရပိုင်းတွင်ဟာဒီတောင်ကိုရီးယားရောက်တဲ့မြန်မာတွေက မြန်မာနိုင်ငံမှာစစ်ကောင်စီလီဒါကရက်သားတွေပေါ်ဘုံကျဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့ကန့်ကွက်ဆန္ဒပြတာလုပ်ခဲ့အဲလုပ်ခဲ့တာကို တွေ့ရပါတယ်ဒီကျွန်တော်သတိထားမိတဲ့လောက်ကမြန်မာအင်းကြီးချင်းနိုင်ငံတွေမှာအခုလိုမျိုးမြန်မာဒီသားတွေဆန္ဒပြတဲ့ဟာကအကဲဆက်တဲ့အကြောင်းအရာတစ်ခုပေါ့တောင်ကိုရီးယားမှာဒီလိုတွေ့ရတဲ့အခါကျတော့တောင်ကိုရီးယားကဒီလိုအချက်တွေမှာအာဒီလိုခွင့်ပြုတဲ့ဒီမြန်မာပြည်သားတွေဆန္ဒပြတဲ့အပေါ်မှာ သဘောထားဘလို့ရှိလဲခင်ဗျာသူတို့တွေအဲဆန္ဒပြခွင့်တွေကိုဟိုအလွယ်တကူပဲခွင့်ပြုတဲ့သဘောမျိုးလားခင်ဗျာဟဲ့ကျွန်တော်တို့တောင်ကိုရီးယားမှာရောက်နေတဲ့မြန်မာဒီမိုကရေစီအင်အားစုကလည်းမနေပါဘူးအချိန်ထဲမှာပဲသူတို့ကလည်းမြန်မာနိုင်ငံရေးကိုအစိုးရတွေလွှတ်တော်တွေကြားထဲမှာကျွန်တော်တို့ပြပြပြောဆိုတာရှိသလိုအများပြည်သူတွေသိရှိဖို့အတွက်ဒီလိုမျိုးစီတန်းနဲ့လေတာတွေဆန္ဒပြတာတွေကျင့်ပါလိမ့်ရှိပါတယ် ဲ့တော့အဲ့ဒီကိစ္စမျိုးနဲ့ပတ်သက်လို့စီတန်းလဲလဲတာတွေဆန္ဒပြတာတွေကသူတို့ရဲ့ဥပဒေဘောင်တွင်းကစနစ်တကျလှုပ်ဆောင်လို့ရှိရင်ဒါကန့်တတ်မှုမရှိပါဘူးအဲ့တော့လိုအပ်တဲ့ဒီထောက်ဒီဆန္ဒပြမယ့်အကြောင်းအရာကိုကြိုတင်ပြီးပြောကြတယ်အဲ့ဒါနဲ့ပတ်သက်လို့လိုအပ်တဲ့လုံခြုံမှုကူညီမှုတွေအစဒါလူမျိုးနယ်ရေးစခန်းနေရာစလှုပ်ဆောင်ပေးတာကိုတွေ့ရပါတယ်အဲ့တော့ပြောကြမယ်ဆိုရင်တော့ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံဖြစ်တယ်လုံထုံးလုံနည်း တိုင်းလှုပ်ဆောင်လို့ရှိရင်တော့ဒါကသူတို့ကူညီပေးပြီးတော့လှုပ်ဆောင်ပေးတဲ့အစီအရာမျိုးရှိပါတယ်။ဒါတွေမကပါဘူး။အဲ့ဒီနေရာမျိုးမှာသူတို့ကိုရီးယားနိုင်ငံမှာရှိတဲ့ NGO အဖွဲ့အစည်းတွေရောတစ်ခါတချို့လွှတ်တော်ကိုယ်စားလှယ်တွေရောဖူးပေါင်းပါဝင်ပြီးတော့မြမအရေးကိုဝိုင်းဝန်းပြီးတော့နော်ဆန္ဒထုတ်ဖို့ဆန္ဒဓာတ်တွေတင်ပြတဲ့ဟာတွေဒါနဲ့ပူးပေါင်းဆောင်ရွက်တဲ့အစီအလာတွေရှိပါတယ်။ဥပမာရွေးဥတော်လှန်ရေးနှစ်ပတ်လဲဆိုတော့အဲ့လိုမျိုးနေမျိုးမှာဆိုလို့ရှင်တော့ကိုရီးယား မှာရှိတဲ့ NGO တွေကိုယ်တိုင်ကဒီဒီစုတောင်းမွေးဗီထုံးတော့ဆန္ဒပြပွဲတွေဒါတွေကိုမြန်မာပြည်ဒီပတ်ရောက်နေတဲ့ကိုရီးယားကိုရောက်နေတဲ့မြန်မာဒီမိုကရေစီအင်အားစုတွေနဲ့အမြဲတမ်းပူးပေါင်းဆောင်ရွက်တဲ့အစဉ်လာလည်းရှိပါတယ်အဲ့လိုမျိုးကိစ္စမျိုးမှာတည်ဆဲဥပဒေနဲ့ကျွန်တော်တို့လှုပ်ထုတ်လို့နဲ့ညီတယ်နောက်သူရဲ့လုတ်ပိုင်ခွင့်အတိုင်းပဲလှုပ်ဆောင်တဲ့နေရာတွေကကိုရီးယားနိုင်ငံမှာဒါပြဿနာရှိတဲ့ကိစ္စတွေလည်းမဟုတ်ပါဘူးဗျ။ စိုးရတို့ဒီလွတ်တော်လူတွေကတော့အဲဒီမြန်မာပြည်ရဲ့နိုင်ငံရေးတွေအနေဦးတော်လံရေးတွေဒါတိကြတာပေါ့နော်ဒါပေမဲ့တာမန်ကိုရီးယားပြည်သူလူထုဂျားထဲမှာပေါ့နေဦးတော်လံရေးနဲ့ပတ်သက်ပြီးတော့အော်ထောက်ခံမှုတွေအဲစာနာမှုတွေအားအချိန်နေဘယ်လိုရှိပါလဲခင်ဗျာကျွန်တော်စပိုင်းမှာပြောကြားသလိုပဲပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီဖြတ်တန်းမှုတွေ နဲ့ဒီနဲ့ကိုရီးယားနိုင်ငံရဲ့ဖြတ်တန်းမှုတွေကတော်တော်များဆင်တူပါတယ်။အာနာရှင်စနစ်ကိုစန့်ကျင်ခဲ့တဲ့တမိုင်းကြောင်းတဲ့တူတယ်လို့ရေရဆက်ဆက်ဖြူခွင်းခံထိတဲ့တမိုင်းကြောင်းကလည်းတော်တော်ကြီးကိုဆင်တူတာဖြစ်ပါတယ်။အဲတော့နောက်တစ်ခါကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်လို့တို့အနေနဲ့အာစာနာမှုတွေဒါမီဒီယာမှာလည်းတို့ကြားတာရှိတယ်။အဲတော့ပြည်သူတွေကြားတဲ့မှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့စာနာမှုကကြီးမားပါတယ်။ ါနဲ့ပတ်သက်ပြီးတော့ကိုညီချင်းတဲ့စိတ်တွေရှိပါတယ်အထူးဖြင့် NGO တွေရောသူတို့ကတာမန်ရက်သားတွေကြားထဲမှာရောရှိပါတယ်ပေါ့နော်အဲ့ဒါကလည်းဟိုမီဒီယာတွေကတစိမကတယ်ပဲနည်းနည်းကိုရီးယားကိုရောက်နေတဲ့မြန်မာတွေကနေဒါမျိုးချစ်သူတွေနဲ့လှုံ့ဆော်မှုတွေပြောကြားမှုတွေနော်သူတို့လူလူကြားထဲမှာလှုံ့ဆော်မှုအပိုင်းတွေရဲ့အကျိုးသက်ရောက်မှုလို့ပြောလို့ရပါတယ်အဲ့မဲ့ကျွန်တော်တို့လူတိုင်းတော့ကျွန်တော်ပြောလို့မရဘူးเนาะဒါတွေကတော့ကျွန်တော်တို့တချို့ကစီးပွားရေးပဲကြည့်တဲ့ အင်းလူမျိုးတွေလည်းရှိသလိုတချို့ကမြန်မာနိုင်ငံဆိုတာဟိုသူတို့နဲ့တိတ်ပြီးတော့မသက်ဆိုင်မှုဆိုပြီးတော့လက်ခံနဲ့သဘောထားတဲ့သူမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့သမိုင်းကြောင်းချင်းတူတယ်အဖြစ်ပြက်ချင်းတူတာဖြစ်တဲ့အတွက်ကိုရီးယားပြည်သူတွေရဲ့ဥပမာပီးရင်စိတ်ထဲမှာကိုယ်တိုင်ကမတော်လို့အဖြစ်မျိုးနဲ့ကြုံတွေ့ရတဲ့နိုင်ငံပါလားဆိုတာကိုသိရှိသွားရင်တော့စာနာမှုတွေ၊ဥညီမှုတွေ၊ထောက်ပံ့မှုတွေကတော့ဒါကျွန်တော်တော်တော်များများရရှိတာကိုတွေ့ရပါတယ် ဝင်းကြီးတို့အနေနဲ့မြန်မာစစ်ကောင်စီတပ်ကို ကိုရီးယားနိုင်ငံမှာတရားစွဲနိုင်ဖို့ကြိုးစားနေတယ်လို့သိထားရပါတယ်။အဲ့တော့ဒီစစ်ကောင်စီတပ်ကိုတရားစွဲနိုင်မယ့်အနေထားပေါ့ကိုရီးယားနိုင်ငံမှာတရားစွဲနိုင်မယ့်အနေထားလက်ရှိဘလောက်ခီးပေါက်ပြီလဲခင်ဗျ။ကဲဒီခရီးစဉ်တွင်မှာကျွန်တော်တို့ universal jurisdiction လို့ခေါ်တဲ့ကမ္ဘာလွှမ်းခြုံတရားစီရင်မှု စနစ်ကိုကျင့်သုံးပြီးကိုရီးယားနိုင်ငံမှာတရားစွဲဆိုနိုင်မလားဖြစ်ဖြစ် အခုချိန်ထိကျွန်တော်တို့လေကြောင်းတိုက်ခိုက်မှုတွေရရဆက်ဆက်စာတင်ကြောင်းတွေရရဆက်ဆက်တိုက်ခိုက်နေတဲ့အကြမ်းဖက်ဆဲအုပ်စုကိုတရားစွဲဆိုနိုင်မှုကျွန်တော်တို့ဒါလေ့လာမှုတွေလွတ်ဆောင်ပါတယ်အဲ့တော့ကိုရီးယားနိုင်ငံကခုနပြောသလိုရာဇဝတ်မှုတွေအထူးဖြင့်နိုင်ငံတကာရာဇဝတ်မှုတွေဖြစ်တဲ့စစ်ပွဲဆန်ရရာဇဝတ်မှုတွေနော်ဒါဂျီနိုဆိုက်လို့ခေါ်တဲ့လူမျိုးတုံးသတ်ဖြတ်မှုတွေလူသားမျိုးတွေကိုထိခိုက်တဲ့ရာဇဝတ်မှုတွေကျူးလွန်ရင်တော့ဘယ်နိုင်ငံမှကျူးလွန်ကျူးလွန် သူ့ပေါ်မှာပဲကျွလွန်ကျွလွန်ဒါတွေကိုအရေးနိုင်တဲ့ဆိုတဲ့အကြောင်းအရာကိုသူရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပေါ်ပြထားပြီးသားဖြစ်ပါတယ်။အဲ့တော့ပြောရမယ်ဆိုရင်တော့ခုနပြောတဲ့စစ်ကောင်စီကိုတရားစွဲဆိုနိုင်ခွင့်ကကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြန်ပြူထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်သုံးနိုင်တယ်။ဒါပေမဲ့လုံထုံးလုံးကြီးကိုကျွန်တော်သေချာပြန်ပြီးတော့ကြည့်ရပါတယ်။ကြည့်တဲ့အခါမှာ တို့စီမှာဘယ်လိုမျိုးတရားဆွဲဆိုနိုင်မယ်ဘ누구ကတရားဆွဲဆိုနိုင်မယ်ဆိုတာတိတိချာချာတိတိကျကျဖော်ပြထားတာမရှိဘူးအဲ့တော့ကျွန်တော်တို့ကလမ်းကြောင်းရှိတယ်လမ်းကြောင်းကပေါက်တယ်ဒါပေမဲ့အဲ့လမ်းကြောင်းကိုစနစ်တကျပုံမှန်တိတိကျကျဖြစ်ဖို့အတွက်သွားနိုင်ဖို့သွားတဲ့လမ်းကြောင်းကလည်းမှန်ကန်မှုကျွန်တော်တို့ဒါပြင်ဆင်မှုကအများကြီးလိုအပ်တယ်အဲ့တော့အဲ့နေရာမှာကိုရီးယားနိုင်ငံမှာရှိတဲ့ဥပဒေကိုကျွမ်းကျင်တဲ့ကိုရီးယားရှိနေတယ် နိုင်ငံတကာဥပဒေကြီးကျွမ်းကျင်ပြီးတော့ကိုရီးယားနိုင်ငံမှာဒါကိုအသုံးချနိုင်မဲ့ NGO တွေဒါတွေကိုကျွန်တော်တို့အခုစတင်ပြီးတော့တွေ့တဲ့အခါမှာအများစုကစိတ်ဝင်စားပါတယ်။ဘာကြောင့်လဲဆိုတော့ခုနကပြောသလိုအစာနာမှုကရှိပြီးသား၊ကုညီခြင်းနဲ့စိတ်ကရှိပြီးသား၊ချစ်နိုင်တဲ့လမ်းကြောင်းရှိပြီးသားဆိုတော့ဒီလမ်းကြောင်းကိုအသုံးပြုပြီးတော့လှုပ်ဆောင်နိုင်မှုအတွက်ကျွန်တော်နဲ့ပူးပေါင်းဆောင်ရွက်မဲ့ကိုရီးယားရှိနေဖွဲ့တွေနိုင်ငံတကာလမ်းကြောင်းတွေမှာရှိခဲ့တဲ့ဥပမာကျွန်တော်တို့ဒီ တာကီမာအခုလောက်တရားဆွဲဆိုထားတာကျွန်တော်အာဂျင်တီးနားဆွဲဆိုထားနီလန်ဒီအမှုတွေကိုအသုံးပြုပြီးတော့ကိုရီးယားနိုင်ငံမှာပြန်လည်ဆွဲဆိုနိုင်မှုအတွက်အသုံးချနိုင်မဲ့အကြောင်းအရာကိုအကြံဉာဏ်ပေးမဲ့သူတွေထိထားပြီးသားပါအဲ့တော့လမ်းကြောင်းရှိတယ်ဒါကို PDA ရောက်အာဝင်မြေလုတ်နိုင်မဲ့နီလန်တွေကိုကျွန်တော်အခုရှာဖွေနေတယ်ပူပေါင်းပါဝင်မဲ့လူတွေရှိတယ်လို့ဝိုင်းဝန်းလှုပ်ဆောင်ပေးမဲ့သူလည်းစင်သစ်ရှိနေပြီဆိုတဲ့အကြောင်းပြောကြားလိုပါတယ် မျိုးသားညီညွတ်ရေးဆိုရလူခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းဆွေးနွေးသွားတာဖြစ်ပါတယ်။မြစီမရဲ့ Human Rights Barometer Season ကို Passing ကြာတာ Brainy ည9နာရီခွဲမှာရုပ်မြင်သံကြားကနေလည်းထုတ်လွှင့်ပြသနေပါတယ်။မြန်မာပြည်သူပေါင်းလူသားရဲ့မွေးရာပါအခွင့်အရေးဖြစ်တဲ့ခြေကံလူခွင့်ရေးတွေပြန်လည်ရရှိပြီးစင်ရတွင်ကနေအများဆုံးလွတ်မြောက်ပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်။ကျွန်တော်ကတော့စိတ်ဝင်ပါတယ်။